အားလုံးမင်္ဂလာပါ။ဒါရိုက်တာမယ် YouTube channel နဲ့ပြီးတော့အားလုံးကိုကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United ကတော့ကျွန်တော်တို့ဒီပေါ့နော်ဘွေကစားဖို့အတွက်ကျွန်တော်အချင်းပြန်ပြီးတော့ကြောက်ရလာပါပြီ။အခုလက်ရှိကျွန်တော်တို့ဒီစနေနေ့မှာကျွန်တော်တို့ Nottingham Forest တို့ကစားရမယ်ပေါ့နော်။ဆိုတော့စနေနေ့ညကျွန်တော်9နာရီခွဲမှာကစားမှာပါ။ဆိုတော့ Forest အင်ဂွင်ကျွန်တော်တို့တွားကစားရမယ်။ဆိုတော့ကျွန်တော်တို့လက်ရှိကျွန်တော် United ရဲ့အခြေအနေကတော့ကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပဲနော်။တပတ်တပတ်ကျွန်တော်တို့အနိုင်နေတဲ့ကျွန်တော်ဖြတ်သန်းနေတာ၃ပတ်လောက်ကျွန်တော်ရှိပြီပေါ့နော်။ ဒါဆိုဒီဆာလန်ကိုနိုင်နေ international break မှာအေးလူပဲဆိုအနာကြီးပဲပြီးရကျွန်တော်ဒီလောက်ဘူးကိုဒီလောက်အင်္ဂလိပ်မှာနိုင်နေပြီးရကျွန်တော်အင်္ဂလိပ်မှာ bright time ကိုလောကကျွန်တော်4 2ဆိုတဲ့ present နဲ့လောကကျွန်တော်တိုက်စစ်ကခြေလွှမ်းနေပြပြီးတော့ကျွန်တော်နိုင်ခဲ့တယ်ဆိုတော့အခုလက်ရှိကျွန်တော်ဒီ Nottingham Forest နဲ့ပြီးပြီး Premier League ကျွန်တော် game week ကကျွန်တော်တန်းဒီကြော်ရောက်လာပြီအဆေပွဲမြောက်ပါတော့ဆိုတော့လက်ရှိကျွန်တော် United ကတော့ကျွန်တော်အဆင့်အနေထားမှာဆိုလို့ရအဆင့်6မှာကျွန်တော်ရှိပါတယ်အဆင့်6မှာဆိုတော့ အဲဒီကိုအထက်မှာဆိုလို့ရှိရင်မန်ချက်စတာစီးကီးလို့ရှိရယ်ဆန်ဒါလန်စပါဘုံမော့အာဆင်နယ်ဆိုပြီးရှိရယ်အောက်မှာလီဗာပူးလိုပါလို့ကိုအောက်ကျွန်ရောက်နေတဲ့အခြေအနေမျိုးပါလေဒီဘာပူးလိုထက်ကျွန်တမတ်တာတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကရှိနေတာဆရာသမားတွေဆိုတော့ဒီတက်ကြောင်မလို့လက်ရှိကျွန်တော်အခြေအနေအရတော့အားလုံးကကျွန်တော်တို့ okay ဆိုပြနေတယ်ဆိုတဲ့အခြေအနေမျိုးပါပဲဆိုတော့ Northern Forest ကိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ အဲဒီ forest ကတော့တော်တော်လေးရှင်နေစိုးနေပါတော့ဒီရာဒီမှာတို့အနည်းပြ၃ရောက်ထိကျွန်တော်တို့ဖြစ်သွားပြီเนาะ Nuno Santos ပြီးလို့ရှိရင်အဲ Ange Postecoglou ရှိရဲ့ပြီးတော့အခုလက်ရှိ Shawn Dice ပေါ့เนาะအနည်းပြ၃ရောက်ထိကျွန်တော်ဖြစ်သွားပြီလက်ရှိကျွန်တော် Shawn Dice ခိုင်းတာဆိုလို့ရှိရင်လည်းနှစ်ပွဲရှိပြီရူပါလီကတော့တို့နိုင်ပွဲကျွန်တော်ရထားတယ်ဒါပေမဲ့ပရီးမီးယားလိမှာတော့တို့အဖွင့်ပွဲပေါ့เนาะ Shawn Dice ရဲ့အဖွင့်ပွဲကိုအဲဒီဘုံမောက်အင်္ဂလန်မှာတို့2-0နဲ့လာမြေเนาะရှုံးထားတယ် တော်လူချင်းတွေမျိုးတော့ဖြစ်တယ်ဆိုတော့ပြောရမယ်ဆိုရင်တော့ပရီးမီးယားလိမှာနိုင်ပွဲမရသေးဘူးဆိုတဲ့အခြေအနေမျိုးဒါအပြင်တော့ Dean Forest ကလက်ရှိအခြေအနေမှာတော်တော်အခြေအနေဆိုးပြီးတော့သူတို့အဆင့်78တိကျော်ရောက်နေရပါတော့78တိကျော်ရောက်နေပြီးတော့ရမ်းမကျော်ငားမပင်ကျော်ရာသေးတယ်ဆိုတော့ဒီလိုကြောင့်ဆိုကျွန်တော် tension zone pressure ဆိုတဲ့အခြေအနေမျိုးလည်းကျွန်တော်ရှိပါတယ်ကျွန်တော်လက်ရှိကလူမျိုး tension zone ရုံးအားဆိုလို့ရှိရင်အရင်ကောင်းတဲ့ကြီးပြတဲ့တော့ဆိုတော့ဒီတဲ့ကြောင့်ဆိုကျွန်တော်ဒီပွဲကတော့ Dean Forest အခြေအနေဆိုးနေတယ်ဆိုပြီးတော့လွယ်မယ်လို့တော့ မထင်နိုင်နဲ့ပေါ့နော်ဘယ်မှာကြောမထင်နိုင်နဲ့ရှောင်းလက်ကကျွန်တော်ဒီဒီတန်းစင်းကိုရောင်းရဆိုလို့ရှိရင်အရင်ကောင်းတာရှောင်းလက်ကဒါကျွန်တော် Everland တို့ဘာလို့မလဲကျွန်တော်မြင်ထားဖူးပြီးသားပေါ့နော်ဆိုတော့ဒီကြောင်လို့အခုလက်ရှိကျွန်တော်ဒီ Northern Forest နဲ့တွေ့တယ် Forest Inway City Ground မှာဆိုတော့အဲ့လိုကျွန်တော်လွယ်မဲ့အခြေအနေမှာတော့မရှိပါဘူးဆိုတော့အဲဒီဒီ Northern Forest နဲ့ပတ်သက်ပြီးကျွန်တော်တို့တစ်ချက်ပြောကြည့်ရအောင်နော်ကျွန်တော်တို့ပြောသလိုပဲကျွန်တော်ဒီ Northern Forest မှာကတကယ်ကျွန်တော် player ကောင်းနေကျွန်တော်ရှိတယ်နော်တကယ် player ကောင်းနေကျွန်တော်ရှိတယ်ပြောရမယ်ဆိုလို့ရှိရင်တော့အဲဒီပေါ့နော် လုတ်စားလို့ရတဲ့တက္ကသိုလ်အများကြီးရှိတယ်ကျွန်တော်ဒီ Morgan Gibbs White တို့ရှိတယ်ပြီးတော့ဒီ Nico Williams တို့ပါတို့ကျွန်တော်ရှိတယ်ဒါပြီးလို့ရှိရင်ကျွန်တော်ဒီ Hazard Odoin တို့ပါပေါ့နော်တို့ပဲရှိသေးတယ်ကျွန်တော်ကွင်းလယ်မှာဆိုလို့ရှိရင် United ကစိတ်ဝင်စားနေတယ် Elio Anderson တို့ကျွန်တော်ဥဆောင်တဲ့ကွင်းလယ်နဲ့ကျွန်တော်လာမှာဆိုတော့ဒီ Douglas Lewis တို့ပါလို့လည်းကျွန်တော် Juventus ကလည်းပြီးတော့ပြီ ပြောင်းလာတဲ့အခြေအနေမျိုးပေါ့လေ Northern Forest ကိုဆိုတော့အငှားလားမသိဘူးเนาะအငှားမသိဘူးထွက်လာတဲ့အခြေအနေမျိုးဆိုတော့ဒီ Queen နဲ့ Super Move ကလက်ရှိကျွန်တော်ကိုရီးယား Casemiro Bruno Fernandes ဆိုတဲ့ Queen လည်းနဲ့စတင်လာဆိုလို့ရှိရင်တကယ်တကယ်လည်းကျွန်တော်ပတ်တဲ့အရာဆိုလို့ရှိရင်တော်တော်လေးအဲဒီပြောရမယ်ဆိုလို့ရှိရင်ခက်ခဲမဲ့အခြေအနေမှာကျွန်တော်ရှိဆိုတော့ဒါကကျွန်တော် Queen နဲ့ compare လုပ်တဲ့အခြေအနေမျိုးပေါ့လေဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်တကယ် Area Jules ကောင်းတဲ့ Milankovic တို့ရှိတယ် Murillo တို့ကျွန်တော်ရှိတယ်เนาะเนาะဒီလိုပုံစံမျိုးပါဆိုတော့ဒီတစ်ချက်မှကျွန်တော်တို့ဒီ အဲဒီဘာလို့ရှောင်းနိုင်ရှိလက်အောက်ဆိုတော့ကျွန်တော်တေချာပေါက်ကျွန်တော်ဒီ442ပုံစံမျိုးနဲ့ပဲလောက do block deploy နေကျွန်တော်လာမှာဆိုတော့ဒီတကြောင်မျိုးကျွန်တော်တို့ CD brown မှာကျွန်တော်နိုင်ဖို့ကတော်တော်လေးတော့ကျွန်တော်ခဲရင်းတယ်လောကကျွန်တော်အမှန်ငံပိတ်ပြီးတော့ကျွန်တော်ကစားလာမှာဖြစ်တဲ့တကြောင်မျိုး Emery အနေနဲ့ဒီပွဲကိုကျွန်တော်တတိကြီးကြီးထားပြီးတော့ချင်းကန့်နိုင်မှာကျွန်တော်ရမယ်ဆိုတော့ ဒီဘွဲမှာကျွန်တော်ဘလူးလူးစည်းနေနဲ့ voice phone လာတော့တယ်ပေါ့နော်လက်ရှိကျွန်တော်ယူထားတဲ့ကျွန်တော်ဒီဒူစင်းကတော့ကျွန်တော်ဒီအာဒီ view စင်းပဲပေါ့နော်ဒါကတော့ကျွန်တော် Emery ရဲ့တော့အကောင်းဆုံးကျွန်တော် line နဲ့မတူပဲကျွန်တော်တော့ယူဆတယ်တော့ကျွန်တော်ဒီ shape boy မှာဆိုလို့ရှိရင်လည်းဒီရုပ်ပုံစံအခင်းကျင်းနေတွေပဲကျွန်တော်တို့တွားလာတာပေါ့နော်တွားလာတာတိတ်ပြီးတော့ကျွန်တော်အပြောင်းလဲအသိမရှိဘူးဒီဘွဲဒီနေ့ဘွဲမှာကျွန်တော်ဒီအနိပြအမေကဒီဒန်ရလူစင်းနဲ့ပတ်သက်ပြီးတော့သူပြောထားရတဲ့အကြောင်းရှိတယ်လေချာကတော့တော်တော်လေးကျွန်တော်ဒီနီးစပ်လာတဲ့အခြေအနေမျိုးပါ သူကွယ်လဲကျွန်တော်တို့ဒီပွဲတွေပါတယ်သူကစားကျင်တယ်ပေါ့ဒီပွဲကိုသူကစားကျင်ဒါမဲ့အဲဒီညီပြဘက်ကတော့ကျွန်တော်ပေးကစားဖို့မရှိဘူးဆိုပြီးတော့ကျွန်တော် confirm time ပေါ့နော်ဆိုတော့ဒီစတဲ့မလို့လေချားတော့ကျွန်တော်မပါဘူးအသင်းနဲ့ကျွန်တော် training ပြန်ဆင်းနေပြီဆိုတော့နောက်ပွဲကျွန်တော် spa တို့ပါပွဲကြလို့ရှင်တော့ပါနိုင်ပါနဲ့ကျွန်တော်တစ်ချက်ကြည့်ရကျွန်တော်ဒီချက်ပါပြီးတော့ကျွန်တော်တို့ဒီဟိမကွိုင်းရဒီပွဲကျွန်တော်တို့ပါဖို့လုံးဝမသေးကြတဲ့အခြေအနေမျိုးပါဆိုတော့ကျန်တဲ့ကစားမိုက်အကုန်လုံးကျွန်တော် fit ဖြစ်ပါတယ်ဆိုတော့ဒီလိုကြောင့်မလို့အပြောင်းလဲကျွန်တော်မြင်ရမလားဆိုတော့မသိဘူးဒါပေမဲ့ ဒါရှိကျွန်တော်အကောင်းဆုံးလူစီရင်တော့ဒီလူစီရင်လို့ပဲကျွန်တော်ထင်တယ်ဆိုတော့ကိုဒမကျွန်တော် Channel MS MS ကတပွဲတဲ့တပွဲကျွန်တော်အချိန်ကြီးကောင်းတယ်လို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့အဲလက်ရှိကျွန်တော်ပွဲတွေလည်းနိုင်ငံဆိုတော့ကိုဒမနဲ့ပတ်သက်ပြီးကျွန်တော်တိတ်ပြီးတော့အများအားစားကျွန်တော်ပြောပြရမရှိဘူးလက်ရှိအဲဘိုးသမားအားလုံးထဲမှာဆိုလို့ရှိရင် LMS ကအဆင်အပြေဆုံးလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ LMS ပဲကျွန်တော်ပွဲထားပါမယ်မယ်နောက်တန်း၃ရောက်နေရမှာတော့ကျွန်တော်ရွေးချယ်စရာအသိအများအားစားကျွန်တော်မရှိပါဘူးဆိုတော့ heaven တို့ပါလို့ရှိရပါတော့ဒါပေမဲ့အဲကျွန်တော်ဒီ လူရှောပဲကျွန်တော်ထုတ်လင်းဝင်တယ်ထင်တယ်ဒါပြီးခဲ့တဲ့ကျွန်တော်ပွဲမှာကလူရှောကိုအဲဒီ Python နဲ့ပွဲမှာဆိုလို့ရှိရင်စောစောစီးစီးကျွန်တော်တို့ထုတ်လိုက်တယ်ပေါ့နော် Alien Heaven ကိုကျွန်တော်ထည့်သုံးသွားတယ်ဆိုတော့အဲအဲ့ပွဲမှာကျွန်တော်ထူးထူးခြားခြားပဲအဲ့ညံမှာကျွန်တော်ကစားတဲ့ LCB ပေါ့နော် Left Center ဘက်မှာကစားတဲ့ကစားသမား၂ယောက်တော့ကျွန်တော် assist တွေရကြတယ်သူရှောတဲ့ assist တွေတစ်လုံးရတယ် Casmero ရဲ့အလုံးပေါ့နော် Alien Heaven နောက်ဆုံးကျွန်တော်ဒီ MMO ရဲ့အလုံး assist တစ်လုံးရတယ်ပေါ့နော်ဟောဒီတော့ကျွန်တော်တို့ကျွန်တော်တို့ဒီအရှိ Heaven နဲ့ assembly နေတာဖြစ်သလိုလူရှောနဲ့ assembly ရဲ့အခြေအနေမျိုးပါဆိုတော့ ဘတ်ထရကျွန်တော်လူစင်းမှာသလို့ရှိရင်တော့လူရှောကကျွန်တော်ပို့ပြီးတော့တင့်တော်နေမယ်ကျွန်တော်ထင်ပါတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲမှာကျွန်တော်စောစီလဲလိုက်တာကဒိုင်ယန်ကြောင့်မဟုတ်ပဲနဲ့ဒီဘာလို့ယောဂဘိုးဝင်လို့ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောထားတာဆိုတော့အခုလက်ချိုင်းမှာကျွန်တော်တပတ်လောက်ကျွန်တော်အနားယူထားတာဆိုတော့တိတ်တော့ပြင်ဆင်မှရှိတာကိုထင်တယ်ဆိုတော့ဒီပွဲမှာအကုန်လုံးလဲကျွန်တော်ဖစ်ဖြစ်နေတဲ့အခြေအနေမျိုးဆိုတော့ လူရှော့ဆိုဒီကြပါပါလာလိမ့်မယ်ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်ဒီ delete ရှိမယ် delete ကဒီရာဒီမှာတော်တော်ကောင်းနေရပါတော့ delete ကကျွန်တော်ဒီနောက်တန်းမှာဒီနောက်တန်းကိုကျွန်တော် leading လုပ်နိုင်တဲ့ပုံစံမျိုးကိုကျွန်တော်ကောင်းမြင်နေရတယ် delete ကတော့မကွာရတယ်ကျွန်တော်ဘာမှမရှိဘူးဆိုတော့ဒီကြပါကျွန်တော် delete ပဲဖြစ်ပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီသူ့ဘေးမှာတော့ landing ကိုကျွန်တော်ရှိပါမယ်ဆိုတော့အဲဝင်းဘက်ဒီမှာတော့ကျွန်တော်ဒီ left wing back မှာကျွန်တော် Diego Delo နဲ့ right wing back မှာ Ahmed Diya လို့ပေါ့နော် တော်ဒီညမှာကျွန်တော်တို့ဒီတလော့ဆိုတာနဲ့အာမတ်ကတပွဲတက်တပွဲပို့ပို့ပြီးတော့ကျွန်တော်ခေါင်းလာနေတယ်။အဲ့တော့မက်ဆီသူရှင်းမှာကစားတဲ့ Brian Ambumo နဲ့လည်းတော်တော်လေးကိုအခြေဆက်မိပြီးတော့ကျွန်တော်တို့အသင်းရဲ့ကျွန်တော်တို့ဒီတိုက်စစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ညာချမ်းကအရန်ကိုကျွန်တော်တို့ threat ဖြစ်တဲ့အထက်မှာပါတယ်။ဆိုတော့ဒီတကြောင်မျိုးဒီ draw pack ကကျွန်တော်ကဲမက်တွေအတွက်ဒီဘောတော့ကျွန်တော်တို့ဒီဒီ low block တွေကိုဖြီးဖို့အတွက်ဆိုလို့ရှိရင် keyback ဒီ draw pack ကကျွန်တော်တော်တော်ကိုကောင်းတဲ့အခြေအနေတစ်ခုကျွန်တော်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ လူစားပါတယ်ဆိုတော့တကယ်ကြောင့်လို့ဟိုအာမက်ဒီယာလို့ right wing back ကအကောင်းဆုံးပါပဲလက်ရှိချိန်မှာเนาะဆိုတော့ကျွန်တော်ကွင်းနေမှာကကျွန်တော် Bruno Fernandes နဲ့ Casemiro တော့တိပြကျွန်တော်ရွေးချယ်ကြရမရှိဘူးဆိုတော့ဒါရှိမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Matias Cunha တုံးလို့ရမယ်ပြီးလို့ရှိရင်ကျွန်တော် Mason Mount လို့ပါကျွန်တော်တုံးလို့ရမယ်ဆိုတော့ဒီပွဲ Matias Cunha ပဲတုံးတင်တယ်လို့ကျွန်တော်ထင်တယ် Matias Cunha လိုမျိုးဒီလိုမျိုးကျွန်တော်ဒီ low block တွေကိုဖြီးဖို့ကျိုးစားရတဲ့နေရာမှာ Matias Cunha လိုမျိုးကျွန်တော်တကယ် dribbler ကောင်းနေကျွန်တော်လိုတယ်ပေါ့နော်။ဘောကယ်ရီကောင်းကောင်းလုံးနိုင်တဲ့ကစားသမားတွေဘောလုံးကိုကျွန်တော် တယောက်တည်းနဲ့ဖြစ်အောင်ကစားနိုင်တယ်ကစားသမားမျိုးတွေเนาะ dribbling တွေလုပ်နိုင်တယ်ကစားသမားတွေအများကြီးကြောင့်တွေ့ရလို့ထင်တယ် sorry ဒါကြောင့်မလို့ Matthias Cunha ကဒီပွဲအတွက်ကြောင့်ဟုတ်ဒီအသင့်တော်ဆုံးကစားသမားလို့ကြောင့်ယူဆပါတယ်ဒုတိယပိုင်းမှာကြောင့်ဟုတ်ဒီ Mesa Mount ဘာကို၄00မျိုးလုပ်နေလုပ်ပါလေဆိုတော့အဲတိုက်စစ်မှာတော့ကျွန်တော် Benjamin Shears ကိုပဲကျွန်တော်ပါလာပေးအောင်မယ်လို့ထင်တယ်ဆိုတော့ဒီနေရာမှာတော့ဒီတိုက်စစ်ကျွန်တော်၃ရောက်အစုပွဲနေရာမှာကျွန်တော်အပြောင်းလဲကတော့ဖြစ်တော့ဖြစ်နိုင်တယ်ဒီနေရာမှာကျွန်တော်ထားပါတော့လေဘာဘူးနဲ့ဖွဲရလို့ကုညာနောင်းနံပါတ်9ထားပြီးတော့ ဒီ Apple Home Mr. Mouse ဆိုတဲ့ပုံစံမျိုးတွေတင်ကျွန်တော်ကစားတာတွေ့ကောင်းတွေ့ရနိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာကတော့ကျွန်တော်တို့ concern ဖြစ်စရာတော့ကျွန်တော်ရှိပါတယ်လက်ရှိဒါကတော့ကျွန်တော်ကျွန်တော်ရဲ့ portfolio လေးချင်းမှာဆိုတော့ browser တို့ရဲ့ portfolio လေးချင်းအောင်ဘယ်လိုဖြစ်မလဲဆွေးနွေးသားလို့ရပါတယ်ဆိုတော့ဒီပေါ့နော် Northern Forest ရဲ့ကျွန်တော်တို့အားသာချက်တွေဆိုလို့ရှိရင် Shanghai ရဲ့လက်အောက်ပေါ့နော် Shanghai ရဲ့လက်အောက်လက်အောက်ကတော့ကျွန်တော်တို့အလောက်ကြီးတော့ကျွန်တော်မကောင်းသေးဘူးပေါ့နော် ီကစားသမားအနေနဲ့လည်းကြောစဉ်းစားကြည့်လို့ရတယ်ဗျာ forest ကနော်နူနူဆန်တို့ကြောင်တမျိုးကစားရတယ်ပိုစီကိုဘူးကြောင်ဟဲ့တိုက်စစ်ဟဲ့တိုက်စစ်ဟဲ့ဆိုပြီးတော့တိုက်စစ်တမျိုးကစားရတယ်အခုလက်ရှိ shown nice shown nice ကြတော့နော်တကယ် low block deep block လောကခန်းစစ်ကိုကြက်နေကစားပြီးတော့ counter direct play နဲ့ကြောင်ကစားမယ်ဆိုတော့ပုံစံမျိုးကိုကြောင်သွားနေရဆိုတော့ကစားသမားအနေနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးကြောင် adapt ဖြစ်ဖို့အတွက်ဒီ system နေကိုကြောင် adapt ဖြစ်ဖို့ကြိုးစားရတယ်သူတို့တော်တော်လေးကြောင်ဒီ confuse ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီချက်ကကိုယ်တွေအတွက်ကြောင်အားသာအားသာချက်တစ်ခုကြောင်ဖြစ်တယ်ပေါ့နော်ဆိုတော့ ဒီ challenge ကစားတဲ့ပုံစံအရတော့ကျွန်တော်ရှင်းတယ်သူကကျွန်တော်ဒီ type 442g block နဲ့ကျွန်တော်ကစားတယ်ပြီးတော့ကျွန်တော်ဒီဘောလုံးတွေကိုကျွန်တော် long ball တွေ distribution တွေလောက်မယ်ပြီးလို့ရှိရင်တကယ်ကျွန်တော်ဒီ market wide တို့ဘာလို့ကနေဘောလုံးတွေကျွန်တော်ထိုင်ခွဲမယ်အဲ့လိုပုံစံမျိုးကိုကျွန်တော်ကစားတာဆိုတော့သူကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီ player account player တွေပုံမှာကျွန်တော်ပြီးပြီးတော့ကျွန်တော်ကစားတဲ့အခြေအနေမျိုးကနော်ဟိုမှာ odd wide ကိုကျွန်တော်တင်ပေးလိုက်တယ်အ odd wide ကျွန်တော် အဲဒီ cost တင်ပေးတယ်နော် quiz book လို့ခေါင်းလိုက်သွားတယ်ဆိုတော့ပုံစံမျိုးဒီလိုပုံစံမျိုးတွေပေါ့နော်ဒီလိုပုံစံမျိုးတွေကိုပဲကျွန်တော်တို့ညင်ရမယ်အခြေအနေမျိုးဆိုတော့ဒီကြောင့်မလို့ကျွန်တော်တို့ကစားသမားတကယ် key player ကျွန်တော်တို့ဒီကစားသမားတယောက်ချင်းလောက်ကိုကျွန်တော်အမှန်ကန်ထိန်းချုပ်နိုင်မှုဆိုလို့ရှိရင်တော့ဒီဘွဲကကျွန်တော်အပြောင်းလဲအလဲပြောင်းချောင်းဖြစ်နိုင်တယ်ဒီကြောင့်တို့လို့ကြောက်ပါဆိုတော့ဒီဘွဲနဲ့ပတ်သက်ပြီး expectation ကျွန်တော်ရှင်းပါတယ်ကျွန်တော်၄ဘွဲဆက်နိုင်နေမှာတာပါပဲနော်၄ဘွဲဆက်ကျွန်တော်တို့မနိုင်နိုင်အောင် စူးစားမှရပါမယ်ဆိုတော့ကျွန်တော်တို့ရဲ့အဝေးဝင်း record တွေကတော့တိတ်ပြီးတော့ဆိုတော့ကောင်းလာရင်ချင်းနေမဟုတ်ဘူးတော့အိမ်ဝင်းနဲ့မတူအိမ်ဝင်းမှာဆိုလို့ရှိရင်ကျွန်တော်နိုင်ပွဲကြီးကတောက်လျှောက်ပဲအာဆင်နယ်တပွဲပဲကျွန်တော်ရှုံးနေတယ်ကျွန်တော်ပွဲကကုန်နိုင်တာတယ်ဆိုတော့အိမ်ဝင်း record ကောင်းဒါပေမဲ့ဒီအဝေးဝင်းကတော့ draw ချင်းနေဆိုးရလို့ပြောလို့ရမယ်ဒီလီဗာပူးနဲ့တပွဲပဲကျွန်တော်နိုင်ထားတယ်ကျွန်တော်ပွဲတွေကမရှုံးနဲ့တည်ရင်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေရဆိုတော့ဒီကြောင့်မလို့ကျွန်တော်အဝေးဝင်းဒီဘယ်လို ဒုတိယမြောက်ကျောင်းအဝေးကွင်းနိုင်ပွဲကျောင်းဒိုးခြင်းနေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့၄ပွဲဆက်အနိုင်ကျောင်းဒိုးခြင်းပါတယ်ဖြစ်ကိုဖြစ်မှကျောင်းရပါမယ် Audio Forest တလောက်ကျောင်းတို့ဒီပေါ့နော်တိုင်ပတ်နေတဲ့ခြင်းတွေမှာကျောင်းတို့နိုင်အောင်မကြိုးပမ်းနိုင်လို့ဆိုလို့ရှိရင်တော့အဲခြင်းငကောင်းလို့ကျောင်းပြောရမှာပေါ့နော်ဆိုတော့စိတ်ပူရတဲ့ချက်ကတော့ကျွန်တော်ရှိဗီဒီယိုမှာလည်းကျွန်တော်တုတ်ထားသလိုပဲကွင်းလေပေါ့နော်ကွင်းလေကိုကျွန်တော်တော်တော်ကြီးစိတ်ပူပဲအဲဒီတစ်ဖက်ကကျောင်းကွင်းလေက NSN ကိုဥဆောင်လာမဲ့ Morgan Gibbs White တို့ကျောင်းတို့ဥဆောင်လာမဲ့ကွင်းလေအဲ့ဒါကိုကျွန်တော်တို့ကဒီ Casemiro Bruno နဲ့ကျောင်းထိန်းရမယ့်ခြင်းတွေမျိုးဆိုတော့ အဲ့လိုကြီးကျွန်တော်မလွယ်ဘူးကျွန်တော်ပြောခဲ့သူပဲကက်စီကျောင်းကိုင်းထဲမှာမရှိရဘူးဆိုလို့ရှိရင်ရတဲ့ကကျွန်တော်တိုင်ပတ်လေးရှိဆိုတော့ဒီအချက်ကကျွန်တော်ဒီရှောင်းနိုင်တူလေကျွန်တော်တည်ထားမှာပဲကက်စီကြမဲ့အချိန်ကိုကျွန်တော်စောင့်မဲ့အချိန်မျိုးမှာကျွန်တော်ရှိရဆိုတော့ဒီတစ်ချက်မှာကျွန်တော်တို့ကပွဲကိုစောစီကျွန်တော်ဖြတ်ထားဖို့ကျွန်တော်လိုတယ်ဆိုတော့အခုလက်ရှိတော့ Dean Forest အိမ်ဝင် Forest ကလည်းတန်းစင်းဆုံး pressure နဲ့ပြီးတော့ရှောင်းနိုင်ကိုင်းနေတာဆိုတော့မလွယ်ဘူးဆရာသမားကြီးဒီပွဲကသိလားမလွယ်ဘူးဒီတစ်ချက်မှာကျွန်တော်တို့ဒီပွဲကိုကျွန်တော်ချင်းကတ်တဲ့ပုံစံမှန်ပါစေလို့ကျွန်တော်ဆုတောင်းရပါမယ် တော့ဘလိုပဲဖြစ်ဖြစ်ဒီပွဲကျွန်တော်နိုင်ဖို့လိုပါတယ်လေးပွဲဆက်အန်လိုင်းကျွန်တော်ကတော့မြင်နေပါတယ်ဒီပွဲမှာကျွန်တော်တို့ဒီအဲဒီ Asian Handicap ဘက်ကိုကျွန်တော်တွေ့ကြည့်ရအောင်နော် Asian Handicap ကအခုလက်ရှိညတဲ့ဘက်ကလည်းပဲ50ကျော်ပြီးရယ်ကိုပေါင်းသေးရကျွန်တော်3လုံးကို50ပေါင်းဆိုတော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ဖက်ဆုံး900နိုင်တဲ့အခြေအနေမှာတော့ကျွန်တော်ရှိတယ်ဆိုတော့ညတဲ့ဘက်ကလည်းပဲ50ကျော်ဆိုတော့ကအရင်ကတော့ကျွန်တော်တို့များတဲ့ဈေးမျိုးတော့မဟုတ်ဘူးနော်ပုံမှန်ဈေးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့နိုင်လည်းနိုင်နိုင်လည်းမနိုင်ဘူးဆိုတဲ့အခြေအနေမျိုးညတဲ့ဘက်ကကျွန်တော်မရှုံးနိုင်တဲ့ဈေးတစ်ခုလို့ကျွန်တော်ယူဆတယ် တော့ဒီတော့ကြောင့်မလို့နေချင်းနေရတော့ကျွန်တော်တို့ဒီ90လောက်ရှင်းပြီးတော့ United ကနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်ဆိုတော့3.50လေးပဲ90ချုံမှာ3.50ဆိုတော့ကိုးပေါ်လေးလည်းကျွန်တော်မစိုးဘူးကောနော်ဆိုတော့ဒါက Asian Handicap ခဏပါ Who score ရဲ့ Goal score prediction ကတော့ဒီဘွဲကို1-1ဆိုပြီးတော့မှန်းထားပါတယ်ဆိုတော့ကျွန်တော်ကတော့ပြောရမယ်ဆိုလို့ရှိရင်တော့ခန်းစားချက်ကတော့တိတ်ပြီးတော့မကောင်းဘူးဒါပေမဲ့ဒီဘွဲကျွန်တော်တို့နိုင်ဖို့အတွက်အရင်အရေးကြီးပါတယ်เนาะကိုယ်ကြီးခန်းစားချက်မကောင်းတာမကောင်းတာပဲဒါပေမဲ့ကျွန်တော်တို့ဒီကိုယ်ပစားသမားကြီးလုတ်ပြမှာလုတ်ပြမှာဆိုတော့ ီပွဲနိုင်ဖို့အတွက်ကျွန်တော်အများကြီးမျှော်လင့်ထားပါတယ်ဆိုတော့ဒါကတော့စနေနေ့မှာကစားမယ့် Nottingham Forest နဲ့ပွဲအတွက်ပွဲကျော်သုံးသချက်ပါဆိုတော့ဘာသာလို့ရဲ့အမြင်တွေကိုလည်း comment မှာဝင်အောင်ဆွေးနွေးပေးသားလို့ရပါတယ်ကြည့်ရှုအားပေးတဲ့ညီကောင်များအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်သေးသလိုရှိရင် subscribe link နှိပ်ပေးသွားကြဖို့အားလုံးကို request လုပ်ပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ